စမတ်ဆိုင်ကစီးကျင်နေဆိုတဲ့မိတ်ဆွေတွေအတွက်နာမည်ကြီးကမ်ဘိုကုမ္ပဏီကနေကမ်ဘိုစမတ်ဝန်ထမ်းဆိုင်ကလေးစတင်မိတ်ဆက်လိုက်ပါပြီ။ဒါကတော့925 model တက်ပါ brand new kilo 0နဲ့ကို license ပါနဲ့ဝယ်ယူရရှိနိုင်မှာဖြစ်ပါတယ်။ engine ကိုလည်းထုံစံအတိုင်းကမ်ဘိုကနေတနည်းတတိအာမခံပေးထားပါတယ်။ဒီကမ်ဘိုစမတ်ဝန်ထမ်းဆိုင်ကမှာဆိုရင်အယောင်နေနဲ့ခဲယောင်အနီယောင်နှစ်ခါးစိမ်းယောင်အနှစ်ယောင်စတဲ့အယောင်၄ယောင်နဲ့ရရှိနိုင်မှာပါ။ ဒီဗီဒီယိုကြည့်နေတဲ့မိတ်ဆွေရောအခုကမ်ဘိုစမတ်ဝန်ထမ်းဆိုင်ကယ်ပေါ်ဘယ်လိုမြင်ပါသလဲမိတ်ဆွေရဲ့ထင်မြင်စက်ချက်တွေရှိရင်လည်းခွန့်မှတ်မှာမှတ်ချက်ရေးပေးခဲ့ပါအောင်ဒါကတော့လော်ဂျာဝန်ထမ်းဆိုင်ကယ်ပါဟိုးရင်ကလေးကနေအခုချိန်ထိမယိုးသွားတဲ့ဒီဇိုင်းလူကြိုက်များနေစေဆိုင်ကယ်လို့ဆိုရမှာပါဒီလော်ဂျာဝန်တန်းကမော်ဒယ်က2025မော်ဒယ်ပါ Renew Kilo 0နဲ့ဟိုမှာ license ပါနဲ့ဝယ်ယူရရှိနိုင်မှာဖြစ်ပါတယ် ဒီဘလူးကြီးနေတဲ့မိတ်ဆွေတဲမှာရောလော်ချောင်းဝန်တန်းဆိုင်ကစီးနေသူတွေဘူတွေပါလဲပါတယ်ဆိုရင်လော်ချောင်းဝန်တန်းဆိုင်ရဲ့ကောင်းကျိုးဆူကျိုးလေးကိုလည်းခွန့်မှန်းမှာမှတ်ချက်ရေးပေးခဲ့ပါအောင်ဒါကတော့ကန်တာစီးစိုင်းဆိုင်ဆိုင်ကပါအခု2025မော်ဒယ်မှာစတီကာပြောင်းနဲ့ထွက်ရှိလာပါတယ်အထူးသဖြင့်ရှေရင်အုပ်ဘီကာဘာနဲ့ရှီမာရကတွေမှာစတီကာပြောင်းဖြစ်လာပါတယ်အခု2025မော်ဒယ်မှာစတီကာပြောင်းက တတော်ကြီးကိုလှလာတာတွေ့ရတယ်ဒီဆိုင်ငယ်က brand new kilo 0ကိုမှရပလက် license ကြီးနဲ့ဝယ်ယူစီးနှင်းဝင်ရမှာဖြစ်ပါတယ်အရင်လာတဲ့အခု sticker ပြောင်းနေကန်နာစီစဉ်ဆိုင်ငယ်ရဲ့ design ကိုဒီဘလိုကြည့်နေတဲ့မိတ်ဆွေနေနဲ့ဘလိုမြင်ပါသလဲကိုယ့်ရဲ့ထင်မြင်စွမ်းချက်တွေရှိရင်ခွန့်မှတ်မှာမှတ်ချက်ရေးပေးခဲ့ပါဦးဒါကတော့ Honda Scoopy ဆိုင်ငယ်ပါ model ကတော့2023 model ပါဒီဘက်ကဘိန်လေးကတော့ဒါ Scoopy Avant Type ကို spoke နဲ့ပေါ့နော် spoke နဲ့ပါဒါဒီဘက်ကတော့ ဒါတလစ်ဝင်နေပဲဖြစ်ပါတယ်ဒါအခုဒီ Honor Scoopy ဆိုင်ကနစီမှာဆိုရင်ဒီအဖြူအောင်လေးကဒါ Smacky နဲ့ပါအဖြူပန်းကလာလေးပေါ့နော်မိန်ကလေးတွေကတော့ပုံပြီးမှကြိုက်မှာတေးကြတယ်ဒါ Smacky နဲ့ပါဒီဘက်ကအနစ်ဆူရောင်လေးပေါ့နော်နစ်ဆူရောင်ကျွန်တော်တို့နစ်နတာရောင်လေးနဲ့ Honor Scoopy ကတော့ Model 923 Model ကိုပဲကျွန်တော်ယူယူကီးနဲ့ဝယ်ယူစီးနင်းဝင်ရမှာပဲဖြစ်ပါတယ်ယူယူကီးနဲ့ပါတကယ်တော့အကြိုက်တစ်မျိုးစီပေါ့နော် ဒါတချို့ကလည်းဒီနှစ်နတာတချို့ကလည်းနှစ်နတာကာလာလေးကိုကြိုက်တယ်ဒါတချို့ကလည်းဒါစမက်ကီးနဲ့မို့လို့ဒီဒလစ်ဝင်နဲ့နော်ရှူပန်းဒီစကိုဘီလေးကိုကြိုက်တယ်ပေါ့နော်တယောက်နဲ့တယောက်တော့ကြိုက်ရှင်းတော့မတူဘူးအခုရှင်းပြသွားတယ်ဝင်းနာစကိုဘီနဲ့စီလုံးကဒီတလိုင်းစင်နေနဲ့ဝေယူစင်းနေဝင်ရမှာပဲဖြစ်ပါတယ် AY license ရှမ်း license တို့ ਨੇ ဝယ်ယူစီးနှင်းဝင်ရမှာပဲဖြစ်ပါတယ်ကီလိုလေးကတော့ထောင်ကနန်းအနည်းငယ်လေးပဲပါရှိတာပါ ဒီဗီဒီယိုကြည့်နေတဲ့မိတ်ဆွေနေနဲ့ဒီ Honda Scoopy ဆိုင်ရဲ့နှစ်စီးမှာဆိုရင်ဘယ်ကာလာလေးကိုပို့ပြီးမှကြိုက်ပါသလဲကိုကြိုက်နှစ်တက်တဲ့ကာလာလေးကိုလည်းကွန်မန့်မှာ မှတ်ချက်ရေးပေးခဲ့ပါဦးဒါကတော့ကမ်ဘိုစီစဉ်ဆိုင်ဆိုင်ခဲ့ပါတိတ်မကြတိတ်ရင်ရဲ့ပိုင်းကမှစတီကာပြောင်းနဲ့ထွက်ရှိလာတဲ့စီစဉ်ဆိုင်ဆိုင်ခဲ့ပဲဖြစ်ပါတယ်ဒီဆိုင်ခဲ့ကတော့ model က2025 model ပါ brand new kilo 0နဲ့ကို license ပါနဲ့ဝယ်ယူရရှိနိုင်မှာဖြစ်ပါတယ် အခုကံမှုစီစဉ်ဆိုင်ကြီးရဲ့စတေကာပြောင်းအပေါ်ရောဒီဗီဒီယိုကြည့်နေတဲ့မိတ်ဆွေအနေနဲ့ဘယ်လိုမြင်ပါသလဲကိုယ့်ရဲ့ထင်မြင်ယူဆချက်တွေရှိရင်ရောခွန့်မှတ်မှာမှတ်ချက်ရေးပေးခဲ့ပါအောင်